ආඩුම්මෙන් මිංගලවා ကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လည်ခင်းလေးဖြစ်ပါစေလို့ဒီနေ့ကနေစုမုံကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒီနေ့ညမနေ့မဟုတ်ပါဘူးကျွန်တော်တို့ဒီနေ့ညလည်းမနေ့ပြန်မနေ့ကျွန်တော်အစောပိုင်းနာနာရီခွဲပေါ်တကယ်ကိုပွဲကြီးပွဲကောင်းနေရှိပါတယ်။တကယ်ကိုဒါစောင့်ကြည့်ရမယ့်ပွဲစဉ်တွေရှိအဲ့တော့ကျွန်တော်လက်ရှိမှာဒါ Champions League ပွဲတွေအကုန်လုံးကိုတော့မပြောတော့ဘူး။ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်လက်ရှိကျွန်တော်အဓိကဒါ Premier League ပွဲစဉ်တွေကိုပဲ Premier League အသင်းတွေကိုပဲအဓိက highlight ပြောသွားမယ်။တကယ်ကိုဒါပွဲကြီးပွဲကောင်းဖြစ်မဲ့ပွဲစဉ်ကမြန်မာစံတော်ချိန်ဒါမနေ့ပြန်မနေ့ နှစ်နာရီခွဲမှာ Chelsea ရဲ့အိမ်ခွင်မှာ Barcelona တင်တဲ့တွေ့ရမယ်။ပြီးရတာ Manchester City ရဲ့အိမ်ခွင်မှာ Liverpool နဲ့တွေ့ပြီးကျွန်တော် Marseille နဲ့ Newcastle အကြောင်းလေးတော့နည်းနည်းလေးတော့ထည့်ပြောသွားမယ်ပေါ့နော်။အဓိကပြောပြမယ်နေထားမှာဆိုတော့မိသွပင်စူစီကမခုလက်ရှိမှာဒါကျွန်တော် Chelsea အကြောင်းအရင်ဆုံးပြောမယ်။ Chelsea နဲ့ခုလက်ရှိမှာဒါတိကျတယ်မယ့် Premier League မှာ Let alone မှာဒါအဆင့်နဲ့နေရာထိတက်လာခဲ့ပြီးတော့ခြေစွမ်းကတော်တော်လေးကိုပြန်ပြီးတော့တည်ငြိမ်လာတဲ့တဲ့သေးဖြစ်လာခဲ့တယ်။ FIFA ကဒါကျွန်တော် Club World Cup ရထားတဲ့တဲ့သေးနေနဲ့ဒါကျွန်တော်ခြေစွမ်းရဒီလိုခြေစွမ်းကဖြစ်တဲ့ဖြစ်တိုက်တဲ့ခြေစွမ်းဆိုတာဆက်လက်ပြီးပြသထားခဲ့တာကိုတွေ့ရမယ်။ တစ်ဖက်ကဘာစလိုနာအသင်းကလည်းကွင်းသစ်ကြီးမှလက်ရှိမှာဒါကျွန်တော်တို့အက်တလက်တွေဘီဘာအုပ်ကိုဂိုးပြက်အနိုင်ယူခဲ့ပြီးတော့သူတို့အနေနဲ့လူငယ်တွေဦးစီးထားတဲ့လမင်းညာမဲတို့အုပ်စုနဲ့ဒီဒီပေါ်သမှာဒါချက်ဆီတို့အုပ်စုတွေ့ပြီအဲ့တော့နှစ်သင်းလုံးကတော့တကယ်နဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့လုံးဝကိုလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့နှစ်သင်းလက်ရှိမှာထိတိုက်တွေ့ဆုံမယ်ဒီနှစ်သင်းကဒါကျွန်တော်ရာဇဝီလည်းရှိတယ်ဒါပြည်သက်တွေကြားထဲမှာလည်းဒါမကြည်မနဲ့တာလေးလည်းအများကြီးရှိတယ်ပွဲစဉ်တစ်ပွဲဆိုရင်တော့ကျွန်တော်အနေနဲ့အဲ့လိုပြောရဲဆိုရင်တော့မားမယ်တော့မထင်အဲ့တော့လက်ရှိမှာချက်ဆီနဲ့ဒါဘာဆိုတော့သင်းရဲ့လက်ရှိဒါတို့ရဲ့ဒါကျွန်တော်တို့ချန်ပီယံ အဲ့တော့ champion league champion league ရတာကျွန်တော်တို့အအခြေအနေတွေကြည့်အောင်သူစံစံပါနေပြပြဒီနှစ်သင်းကလက်ရှိမှာဒါကျွန်တော်တို့ champion league ဘာလို့ဒါနှစ်သင်းလုံးဒါကျွန်တော်နောက်ဆုံးပွဲစဉ်တွေမှာတည်ရေကူစီကူစီကြထားတယ်ရမတ်အားဖြစ်တော့ကူကူပဲဖြစ်မယ် barcelona အသင်းကလက်ရှိမှာ gda ရဒါကျွန်တော် plus 5ဖြစ်ပြီးတော့ဒါကျွန်တော်တို့ club brugge ကို3-3ဆိုရရတဲ့တည်ရေကြခဲ့ပြီအဲ့တော့မမေ့ရပဲဒါကျွန်တော်တို့ အဲ့တော့ဘာဆိုတော့တင်ကန်ကောင်းသွားခဲ့တယ်ဗောနော်အဲ့တုန်းကဒါကျွန်တော်ပနက်ဒီအလုံးကတော့မပေးခဲ့လို့တော်တော်လေးကန်ကောင်းသွားနေထားမှာအဲ့တော့လေမပေးသင့်မောင်းရပနက်ဒီရလေဒါရှောက်ပြောနေအဲ့ကာတုစပေါ်ပြရဒါကျွန်တော်ခြေစွမ်းပြမှုတွေဘာဆိုတော့တင်ရဲ့ highlight ကိုအဓိကဖောက်ပြခဲ့ပြီးတော့အဲ့တုန်းကဒါမမဲ့ရဘာဆိုတော့တင်ရဲ့တတိယမှတ်တာရရှိခဲ့တယ်အဲ့တော့ဒါပြောချင်တာလက်ရှိမှာ corner mat နဲ့တူဒါကျွန်တော် plus 5နဲ့တူဒါကျွန်တော်ဘာဆိုတော့တင်ကလက်ရှိမှာ assist နေနေရက်တည်နေတယ်ဒီနေ့ပွဲစဉ်သားနိုင်ခဲ့မယ်ဆိုတော့ဘာဆိုတော့တင်ကဒါကျွန်တော် qualifier ကိုနည်းနည်းလေးဒါကျွန်တော်တို့စိတ်လေးလျှော့ပြီးဝင်ဖို့အတွက်ဒါတော်တော်လေးအခြေအနေကောင်းသွားမယ်နေထားမှာရှိပါတယ်လက်ရှိမှာဒါကျွန်တော်ဒီနေ့ဒါကျွန်တော် champion league new format ကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းနေ။ဘာကြောင့်လဲ။အောက်ကဒါကျွန်တော်လက်ရှိမှာအဆင့်အဆင့်25လောက်ကဒါကျွန်တော်အသင်းနေတာကျွန်တော်လက်ရှိဒါအဆင့်17လောက်ကအသင်းနေက6မှတ်လောက်ပဲကွာနေထားမှရှိတယ်။ဒါချက်ချင်းဆိုလို့ပြန်တက်သွားနိုင်တဲ့အနေထားမှရှိတယ်။တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေ။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ sorry ပါအခုလက်ရှိမှာဒါကျွန်တော်လက်ရှိနောက်ဆုံး update သတင်းတွေရဘာဒီဘလူးပုံစံမျိုးသွားနေလဲဆိုတာကိုတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားမှာရှိတယ်လို့ပဲပြောရမယ်အဲဒါမှာပါပါတယ်အဲ့တော့မီသွန်းပင်စူစီကမှအခုလက်ရှိဒါကျွန်တော်ဘာဆူနာအသင်းရဲ့ချယ်ဆီအသင်းရဲ့ပွဲစဉ်ကတော်တော်လေးကိုဒါထင်တာတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းမဲ့ပွဲစဉ်တွေလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ချယ်ဆီအသင်းရဲ့အိမ်ငွေမှာဒါကျွန်တော်တို့လက်ရှိ မဆုနာတဲ့နေရင်ဆိုင်ဒီနေ့ပွဲစဉ်မှာဒါချက်စီတင်းကတော့ဒါကြောင့်ဒီနောက်ပွဲစဉ်တွေမှာခြေစွဲအဖေတော်တော်လေးကိုတည်ငြိမ်ပြီးနောက်ဆုံးပြိုင်ပွဲဆိုငါ့ဘုမှာတပွဲတည်၄ပွဲနိုင်ထားတဲ့ရလက်တီကိုတော်တော်လေးကိုပိုင်ဆိုင်ထားခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ဒါမြို့တော့ပင်စိုးစင်ကမို့ဒီပွဲစဉ်ကတော်တော်လေးကိုဒါကျွန်တော်တို့ဟို ကြည့်လို့ရှုလို့ကောင်းတာထက်ကိုအများကြီးပိုကောင်းမယ်တဲ့မှာပါတယ်။ဒါသင်းလုံးကလက်ရှိမှာတန်ဟန်လူစင်းနေရှိတော့မယ်။ဒါကျွန်တော်တို့လက်ရှိဘာဆိုတော့သင်္ကသရီရဲ့အဓိကကွင်းလေကစားသမား၂ယောက်ဖြစ်တဲ့ပက်ထရီနဲ့ဂါဗီ၂ယောက်ဆက်လက်ပြီးလို့ချုံမယ်။တာစတီဂန်လက်ရှိမှာ training ဆင်းမယ်။လက်ရှိမှာဘာဆိုတော့သင်္ကတော့တာစတီဂန်ကိုပြန်သုံးဖို့အတွက်အစီအစဉ်မရှိဘူးလို့သိရတယ်မှာပါတယ်။ဒါချက်စီသင်းကိုပြန်ကြည့်မယ်ဆိုတော့လာဗီယာအာဆူဂိုကိုပါမကိုဝဲဆက်လက်ပြီးလို့ချုံမယ်။ကိုပါမလက်ရှိမှာ training ပြန်ဆင်းနေပြီမကြခင်မှာတော့လက်ရှိမှာအသင်းနဲ့တူပြန်ပြီးပူပေါင်းလာနိုင်တယ်။အာဆရာပွဲစဉ်မှာတော့ပြန်ပြီးပွဲထွက်လာနိုင်တယ်လို့သတင်းတွေကသိရတယ်မှာပါပါတယ်။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာချက်စီအသင်းနဲ့တကယ်ကို အဓိကအဓိကသတိထားကြည့်ရမှာကချက်စီတင်ရတဲ့ခံစစ်ပိုင်းပဲဒါလက်ရှိနောက်ပိုင်းပွဲစဉ်မှာချက်စီတင်တွေ့တဲ့တိုက်စစ်ပိုင်းနေလက်ရှိမှာတော်တော်လေးကိုခွာတဲ့တိုက်စစ်တစ်ခုနဲ့စာတွေ့လာမယ်နောက်ဆုံးပြိုင်ပွဲစုံငောက်မှာချက်စီတင်တွေ့ထားတဲ့ဒါတိုက်စစ်အသင်းနေနဲ့ဒါပြန်ရှင်းကြည့်မယ်ဆိုရင်တော့ဒီတိုက်စစ်ကလက်ရှိမှာအကောင်းဆုံးလို့ပြောရတယ်ဒါပုံမှန်လေးပြောမှာချက်စီတင်နောက်ဆုံးပွဲစဉ်မှာတွေ့ထားတဲ့၅အသင်းကတကယ်ကိုအမှတ်ရယူဖို့အတွက်ဒါကျွန်တော် ရယူတဲ့အပိုးနဲ့နေဖြစ်နေတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ Chelsea အသင်းကိုစာမေးပွဲဆင်မယ်ဒါ Barcelona အသင်းကလက်ရှိမှာ Real Madrid ကိုရှုံးထားခဲ့တဲ့ပွဲစဉ်ကလွဲနေတော့ဒါနောက်ပိုင်းပွဲစဉ်မှာဒါကျွန်တော်ပြည်တွင်းပွဲစဉ်မှာတော့ shot အနိုင်နဲ့ယူထားခဲ့တယ်ပြီးတော့2ခုနဲ့အထက်ကြီးပဲတော့ shot တွေးထားခဲ့တော့တွေ့ရမယ် Chelsea လက်ဒီတိုင်းပဲ Chelsea အသင်းက2ခုနဲ့အထက်ကြီးပဲနောက်ဆုံးပွဲစဉ်5ပွဲမှာ4ပွဲတွေးထားခဲ့ပြီးတော့တခုနဲ့ပွဲစဉ်မှာဒါ Tottenham Hotspur ပွဲစဉ်ပဲရှိခဲ့တယ်အဲ့ဒီပွဲစဉ်မှာကအစ Tottenham Hotspur အသင်းကလည်းတိကျမြင်ကြတဲ့အတိုင်းပဲဒါလက်ရှိမှာအဲ့တပ်ပူပြီး Chelsea အသင်းကဂိုးပြတ်ခဲ့တဲ့နေပေါ့နော်တော့ ချက်စည်းသေးတယ်ဒီနေ့ပွဲစမှာအဓိကပါလိကြည့်ရမယ်ဒီနေ့ပွဲစမှာရှင်းပါရတာတစ်ဖက်ကလမင်းယာမင်းနဲ့ရာဖီးညာတက်ရှိဂိုးတွေပြန်သွင်းနေတဲ့ဒါကျွန်တော်တို့ဒီဝင်ဒေါစကီပေါ့နော်အဲ့တော့လက်ရှိတာဘာစတိုအသင်းရဲ့ဂွင်းလယ်ကလည်းမဆိုးဘူးဆိုတဲ့အခြေအနေတခုကပုံပြီးကောက်လာခဲ့ရတွေ့ရမယ်ပက်ထရီကာဗီမရှိတဲ့အနေထားတခုဟာနေပြီးတော့ဒါကျွန်တော်တို့လေးကိုယုံထွက်လာခဲ့ရတွေ့ရမယ်ကျွန်တော်ကိုယ်တိုင်လည်းဘီဘာကိုပွဲစဉ်ကိုအဆအဆုံးကြီးခဲ့တဲ့လူတယောက်အနေနဲ့ချက်စီအသင်းနဲ့ဒီနေ့ပွဲစဉ်မှာတစ်ဖက်အသင်းကိုတစ်ချက်တော့တစောက်ကြည့်ရမယ်လို့မြင်နေဒါပေမဲ့အဓိကအကျဆုံးအရာကဘာဖြစ်မလဲ ်ဘာစလိုနာအသင်းရဲ့ highlight ပဲဘာစလိုနာအသင်းရဲ့ highlight ကိုဒီနေ့ပွဲစဉ်မှာ Chelsea အသင်းအနေနဲ့ဘလောက်ထိဒုက္ခပေးဖို့တော့ပြင်ဆင်နိုင်မလဲ Chelsea အသင်းလည်းဒီနေ့ပွဲစဉ်မှာသူတို့ရဲ့တောင်ပယ်နေရဲ့မြန်နူးမြင့်နေတာ counter transition တွေကိုကြီးကျယ်တာကျွန်တော်တို့အသုံးပြုတင်တယ်လို့မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Jimmy Gaines ဆိုတော့ကျွန်တော် Alejandro Garnacho, Pedro Neto, João Pedro တို့ရဲ့ဒါမြန်နူးမြင့်နေတဲ့လူဒါ Chelsea ဘာစလိုနာအသင်းရဲ့ဒါ highlight ကြီးကိုအဓိကဒါကျွန်တော်ဒုက္ခပေးတင်တယ်လို့ကျွန်တော်အနေနဲ့ပုံကိုရေးရမြင်တယ်ဘာစလိုနာအသင်းရဲ့ highlight ကိုဒါကျွန်တော်မှတ်မဲ့ရ Club Brugge ကလည်းသူတို့ရဲ့အင်ကူမှာ3-3ဆိုတဲ့ရလဒ်တစ်ခုကိုလုတ်ပြခဲ့တဲ့ဒီထားမှာရှိလို့ Chelsea အသင်းကတစ်ဖက်ရဲ့ DI ကြီးအားနေချက်ကြီးကိုအဓိကဒီနေ့ပွဲစဉ်မှာလုတ်ပြတဲ့နေအနေထားမှာရှိတယ်ဆိုတော့ကိုတော့လုံးဝလုံးဝလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပုံကိုကြီးကမြင်ပြရစီအဲ့တော့မြည်တို့မင်းစိုးစင်ကမအလာဟန်ဒိုကာနာချိုဂျာအိုပေဒိုနေဒူရူမှာဒီနေ့ပွဲမှာအကြီးမားဆုံးလုတ်ဖြစ်တယ်တစ်ဖက်ရဲ့ highlight လို့ကျွန်ကျွန်တက်လာတဲ့အချိန်မှာသူတို့အနေနဲ့ဓာကြီးကိုလူကျွန်ထောင်ချောက်ကိုကြော်ဖြတ်ပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်တစ်ဖက်ရဲ့ဂိုးသမားကို testing လုတ်ဖို့အတွက်အရေးအကြီးကြီးတယ်လူမြင့်နေဒါပေမဲ့လက်ရှိမှာဒီကျွန်တော်ဘာဆိုနာသင်ကဒီနေ့မှာခေါ်ယူမှုအမှန်ကိုတခုပြောပါဆိုရင်တော့ဂျူဝန်ကာစီယာလည်းဖြစ်မယ်လို့မြင်နေဂျူဝန်ကာစီယာနေလက်ရှိတဲ့ဂိုးသမားနေရာမှာတော်တော်လေးကိုတာဝန်ကိုခြေပြ ွန်တဲ့အနေအထားမှာရှိရလို့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာခုနပြောသလို on paper နှစ်ယောက်လုံးကောင်းနေတယ် on form မှာလည်းနှစ်ယောက်လုံးကောင်းနေတယ်နှစ်ယောက်လုံးကလည်းလူငယ်တွေဥဆောင်တဲ့တဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်တမ်းဒီနေရာမှာဘ누구ကဥဆောင်သွားနိုင်မလဲဆိုတော့တော့တော်တော်လေးကိုကျွန်တော်အနေနဲ့အဆောင်ကြီးကြစရာကောင်းတယ်လို့ပြောရင်လည်း Manchester City အသင်းနဲ့ဒါ Liverpool စနဲ့ပွဲစဉ်ကိုသွားလဲအောင် စီတီအသင်းနဲ့လက်ရှိမှာတော့ကျွန်တော်မတင်မှတ်ပဲနဲ့နျူကာဆယ်ယူနိုက်တက်အသင်းကိုသူတို့ရဲ့ကျွန်တော်အဝေးကွေးနေနဲ့ရှုံးခဲ့တော့တွေ့ရမယ်စီတီအသင်းကဒီနောက်ပိုင်းပွဲစဉ်မှာ consistency ကတော်တော်လေးကိုပြန်ကောင်းလာခဲ့မယ်တကယ်တော့နင်လန်းငါလာဟိဆိုတဲ့ movement ဒီမှာအခုချိန်ထိနည်းနည်းလေးလွဲလိုက်ရမှာဆိုတဲ့ခံယူချက်တွေဆက်လက်ပြီးသွားနေစေဖြစ်တယ်စီတီအသင်းနဲ့နျူကာဆယ်နဲ့ပွဲစဉ်မှာတော့အခွင့်အရေးတချို့ကိုရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့တာတွေ့ရမယ်ဒါပေမဲ့စီတီအသင်းအနေနဲ့တခါခါကြရတာကျွန်တော် Guardiola နဲ့အလွန်ကြုံတွေးတတ်တဲ့အစီအစဉ်တွေကိုလည်းဒါဒီနေ့ပွဲစဉ်မှာ short သိပြီလို့မြင်တယ် Foden, Reinders, Nico Gonzalez အတွေ့လေးအလုပ်ဖြစ်နေတာကိုပဲဒီနေ့ပွဲစဉ်မှာပြန်ပြီးတော့သု ံးသင့်တဲ့အနေအထားမှာရှိရလို့ကျွန်တော်လည်းမြင်နေတယ်။တချို့ကြတော့ဗျာဒါ riders ကိုဒါကျွန်တော်ဂိုးသွင်းမှာကောင်းမယ်လို့မြင်နေတဲ့အနေအထားမှာရှိတယ်။ကျွန်တော်ဒါကျွန်တော် CD ပွဲစဉ်တွေကိုဒါတော်တော်များများကြီးခဲ့ပြီးပြီ။ဒါ riders အနေနဲ့က Foden ကို unlock လုပ်ပေးရမယ်။သူ့အနေနဲ့ဒါ Gonzalez နဲ့ Foden နဲ့ကြားမှာသူ tight space တွေကို pocket လေးတွေကိုသူလုပ်ပေးရမယ်။ အဲ့နေရာတွေမှာဒါကျွန်တော်ဖူတန်ကဒါ dryness ပိုင်းဘာလို့ပူကောင်းလဲဆိုတော့ dryness အနေနဲ့တစ်ဖက်ရဲ့ဒါကျွန်တော်ကွင်းလေတူကိုသူ့နေနေတယ်ကျွန်တော်ဒါ shin fight နေနေဖူတန်နဲ့ဒီနေ့ပွဲစမှာဒါ attacking midfield ဆိုရတဲ့နှစ်သားနှစ်ယောက်လုံးကဒါ box to box ကိုမှဒါကျွန်တော်တို့လုံးဝဒါအတွင်းထဲကိုသွားနိုင်တဲ့အနေထားမှာရှိရကြတော့ဒါတော်တော်လေးကိုကြီးလို့ကောင်းမယ်လို့မြင်တယ်။ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစမှာ city အသင်းရဲ့ဒါ cancer ကနည်းနည်းလေးပို့ပြီးတော့3ထားရမယ်အနေထားမှာရှိရလို့မြင်တယ်။ဒါ liverpool ကအခုလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုအပြောင်းလဲနေပြုလုပ်ခဲ့ပြီးနောက်မဆိုးဘူးဆိုတဲ့အနေထားတစ်ခုကိုပြန်လဲပြီးရောက်လာခဲ့တယ်။ bayern munich ကိုရှုံးခဲ့တဲ့ပွဲစဉ်ကလည်း liverpool အသင်းကအခုလက်ရှိမှာဒါဂိုးတွေတောက်လျှောက်ပြန်သွင်းလာနိုင်ခဲ့ ပြီးတော့ cancel ဘိုင်းကလည်းမစိုးဘူးဆိုတဲ့အနေအထားတစ်ခုကိုပြောင်းရအောင်လာနိုင်ခဲ့တာကိုတွေ့ရမယ်။ဒါကြတော့ Eric Dahat ကိုထုတ်ခဲ့တဲ့တောင်မှမှန်သွားသလားဆိုတဲ့မေးခွန်းကိုဆက်ပြီးတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့ဘက်ချစ်စစ်ကြီးကနောက်ဆုံးပြိုင်ပွဲဆိုငါမှာတပွဲပဲရှုံးတယ်အဲ့ဒီပွဲစဉ်ကညူကာဆယ်ယူနိုက်တက်ကိုရှုံးထားတဲ့ပွဲစဉ်ကလွင်ကျတဲ့ပွဲစဉ်မှာမဆိုးဘူးလို့ပြောလို့ရတယ်စီးရီးသင်းနဲ့ဒါညူကာဆယ်ပွဲစဉ်ကလွင်ရင်ဒါခက်စစ်ပိုင်းကတကူပဲပေးထားခဲ့ရတဲ့အနေထားမှာရှိတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်မိတို့ပဲစူစီကမှုတကယ်တမ်းနင်လားငါလားဟေးဆိုတဲ့ moment ဒီမှာတော့ဒါကျွန်စီးရီးသင်းနဲ့အခုချိန်ထိကြောင်ပြောင်နေတာလေးကိုတော့တော်တော်လေးကို short သိနေတယ်လို့မြင်တယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာစီးရီးသင်းနဲ့ဒါကျွန်တော်ပောက်ကွဲပြသင်းတယ်ဒါအိမ်ဝင်းမှာဒါကျွန်တော်တို့ liverpool ဆင်ကိုသူတို့အနေနဲ့ဒါကျွန်တော်ညူကာဆယ်ယူနိုက်တက်ကိုရှုံးထားတဲ့အနေထားတစ်ခုကိုအကောင်းဆုံးပြန်လည်ပြီးတော့노ထားပ ဖို့အတွက်အင်မတန်မှလိုအပ်မဲ့ပွဲစဉ်တစ်ပွဲလို့ပြောရင်တော့ကျွန်တော်အနေနဲ့မှားမယ်တော့မထင်ဘူးလို့ပြောရင်လည်းကျွန်တော်အနေနဲ့ကျွန်တော်ဒါကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်တို့ကခုနကပြောသူပဲ Manchester City ကိုပိုယုံတဲ့အနေထားမှာရှိတယ်။ဒါပေမဲ့ City တင်းနဲ့ခုလက်ရှိမှာတစ်ခါကြံကပြက်တိကပြက်ချော်လောက်တာလေးတွေကလွဲရင်တော့မဆိုးဘူးလို့ပြောလို့ရတဲ့အနေထားမှာရှိတယ်။ဒီနေ့ပွဲစဉ်မှာ City တင်းနဲ့ဒါခါတိုင်းကောင်းနေတဲ့ပုံစံမျိုးလေးကိုပဲဆက်လက်ပြီးအသက်သွင်းတင်တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်ကတော့မြင်ပြီးရတဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ ။ Sorry ပါ။နေအခုမှကောင်းပြန်ကောင်းပြန်ကောင်းလာဆီတော့ဥမာချွဲရကြက်သဖြင့်အဲ့တော့မာဆေးနဲ့ညူကာဆယ်ပွဲစဉ်မှာလဲဒါကျွန်တော်တို့ကျွန်တော်မာဆေးကိုတော့ဒါဆိုတော့အဓိကစောင့်ကြည့်ရမှာမေဆန်ဂရင်းဘောနော်။မေဆန်ဂရင်းအနေနဲ့အခုလက်ရှိမှာ Sorry ပါ။အခုလည်းပြန်ကြည့်မယ်ဆိုရင်ဘောနော်မာဆေးမှာတကယ်နဲ့နေလားငါလားဟိဆိုရင်အရင်ကမှကြည့်မယ်ဆိုရင်တော့ကြီးရတာကပါလဲဆိုတော့ ပရီးမီးယားလိရဲ့ဒါကျွန်တော်တို့တစ်ချိန်ကအသုံးတော်ခံခဲ့တဲ့ကစားသမားတွေတော်တော်လေးကိုများနေတာကိုတွေ့ရမယ်ဥပမာဒါကျွန်တော်တို့အီမာဆန်ကျွန်တော်တို့ white bear ဒါ grey wool ubamian ဒီကစားသမားတွေဆိုနေလားငါလားဟိပြန်ကြည့်မယ်ဒါတို့ premier league မှာဒါကျွန်တော်အဆင်မပြေလို့တဲ့တို့ရဲ့ vegan clean တွေကနေပြီးတော့ရောင်းချခဲ့တဲ့ကစားသမားတွေဖြစ်တယ်အဲ့တော့ newcastle united ကလက်ရှိမှာဒါ champion league မှာရလက်ပိုင်းရတော်တော်လေးကိုမဆိုးရွားသေးဘူးလို့မြင်တယ် newcastle united လက်ရှိမှာ premier league မှာပဲသူဟာသူတိုင်ပတ်နေတဲ့အနေအထားမှာရှိတယ်ဆိုတာမှတ်မိမယ်တကယ်တမ်းဒါကျွန်တော်လက်ရှိနိုင်ငံ ပြင်ပကိုထွက်သွားတဲ့အချိန်မှာဆိုတော့မဆိုးဘူးပေါ့နော်အခုလက်ရှိမှာဘီပါဝူတို့တော့မှ Newcastle United ကသူတို့ရဲ့အိမ်ကွန်းမှာ2-0ဆိုတဲ့ရလနဲ့နိုင်ယူထားခဲ့တယ်။မာစီကအခုလက်ရှိမှာဒါ Atlanta ကိုဒါကျွန်တော်ရှုံးနိမ်ထားခဲ့တယ်ဆိုတာမှတ်မိမယ်။သူတို့ရဲ့ပြည်ရင်းလီမှာတော့မာစီရဲ့လက်ရှိရလက်ပိုင်းတွေကမဆိုးဘူး။ Mason Greenwood ကအခုလက်ရှိမှာဒါကျွန်တော်တို့ ကိုယ်တွေအများဆုံးစုရှင်နဲ့မှလည်းပါနေသူလက်ရှိမှာဂိုးတွေလည်းပြန်သွင်းနေတယ်မှာပါတယ်အဲ့တော့ Mason Greenwood အနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Newcastle United ကို Blue တွေဒုက္ခပေးဖို့အတွက်ကြိုးစားသွားနိုင်မယ်ဆက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်တစ်ဖက်မှာ Newcastle United ကပူပူလောလောမှာဆိုရင်လက်ရှိမှာဒါကျွန်တော် Manchester City လိုမျိုးအသင်းမျိုးကိုအနိုင်ယူထားကြောင့် Momentum ရအကောင်းဆုံးအခြေအနေတစ်ခုမှာရောက်နေတယ်ဆိုတော့ကတော့လုံးဝညင်းလို့မရအဲ့ဒါပေမဲ့ Newcastle United ကဒီနေ့လိုပွဲစဉ်မျိုးမှာဆိုသူတို့အနေနဲ့ share ဖျဲပြမယ်လို့မြင်တယ်။ Newcastle United ကလက်ရှိမှာတေပေရပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော် မစိုးလိုက်နေထားမှာရှိတယ်သူတို့အနေနဲ့ဒါကျွန်တော်ရမှတ်၉မှတ်နဲ့အတူကျွန်တော်တပွဲရှုံပြီး၃ပွဲနိုင်ထားတဲ့ရလက်တကူသူအနေနဲ့ပိုက်ဆိုင်ထားတယ်တပတ်ကမာစီကလက်ရှိမှာဟိုးအောင်မှာသွားနေတယ်သူအနေနဲ့ဒါကျွန်တော်အဆင့်၂၄ကဒါကျွန်တော်နပိုလီနဲ့တတ်မှတ်ပဲကွာတယ်သူအနေနဲ့လက်ရှိမှာဒါ qualifier ကိုဝင်ကျင်နေဆိုတော့ဒီနေ့ပွဲစဉ်ကိုမတ်ဆွေးပွဲစဉ်အနေနဲ့ဒါမာစီအနေနဲ့ဆော့မှာရမယ်မာစီအနေနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝချီချော်လို့မပြောဘူးကွနော်အဲ့တော့ Premier League အသင်းသင်းနဲ့ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့လက်ရှိမှာ Tottenham Hotspur နဲ့ Tottenham Hotspur ကိုပြီးဒါ Newcastle United အသင်းနဲ့ဒီနေ့ပွဲစဉ်ကတော့ဒါသူတို့တက်ကဒီနေ့ပွဲစဉ်နိုင်မယ်ဆိုရင်တော့နောက်တစ်စစ်ကိုတက်ဖို့အတွက်တော်တော်လေးကိုအခြေအနေကောင်းသွားနိုင်တဲ့အနေဒါ တစ်ခုကိုရောက်သွားမယ်လို့ကျွန်တော်ရဲ့ပုံကိုရေးရမှာ100%မြင်မိတယ်။ Newcastle United တွေဒီနေ့ပုံစံမှာနိုင်ခဲ့မယ်ဆိုရင်တော့ဒါဂိုးမင်းများသာတွင်းနိုင်ခဲ့မယ်ဆိုရင်တော့အခက်မသိရင်အဆင့်တနေရအောင်တတ်သွားနိုင်တဲ့အနေထားမှာရှိရလို့ပြောရင်လည်းပဲကျွန်တော်ဘုံကိုပြပါအောင်ဗျာအားလုံးမကြိုးတမိုင်းကောင်းမွန်တော်ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်နောက်မှတွေ့ကြပါမယ်။များများလေးကလေးပြကြပါဦးများများလေးကလေးမှာအမြင်နဲ့ဖြစ်ပါတယ်အားလုံးမကြိုးတမိုင်းဒီပါဗျာ